အမေတွေကလိမ့်နေဖမိုးရဲ့အမေလည်းလိမ့်တာပဲဖမိုးရဲ့ဓမ္မမိတ်ဆွေတွေထဲမှာလည်းပဲဖုံဖုံလိုမျိုး အလိမ်ခံရတာတွေလည်းပဲရှိမှာပဲအခုဖုံဖုံပြောပြမယ်ကောင်လေးရဲ့အကြောင်းကလည်းပဲသူ့ရဲ့အမေကသူ့ကို ရှစ်ကြိမ်တိတိလိမ့်ပါတယ်လို့သူကဒီလိုရေးထားပါတယ်အမှန်ဆိုရင်ဖုံဖုံတို့လိမ့်တဲ့လူဆိုရင် မုန်းစရာကောင်းတာပေါ့နော် အမေရဲ့မူသားကတော့အယန်းကိုချစ်စရာကောင်းနေပါတယ်။ခါတော့ကအယန်းကိုဆင်းရဲတဲ့မိသားစုတွေတစုရှိပါတယ်။ကောင်းလေးရဲ့အဖေဟာ သူ့ကိုမွေးပြီးတဲ့အချိန်မှာပဲအဝေးတနေရာကိုထွက်သွားတယ်။သူ့ကိုငယ်စဉ်တောင်ကြီးကလေးဘွားကနေစားပြီးတော့လူလားမြောက်တဲ့အထိသူ့ရဲ့အမေကပဲဈေးရောက်ပြီးတော့မှကြွေးခဲ့တယ်ပေါ့လေ။ဈေးထဲမှာဈေးရောက်တဲ့အခါမှာ သူတို့တွေကစားစရာတောက်စရာမရှိလို့ဆိုပြီးရှိတဲ့ဆန်လေးကိုဆန်ပြုတ်ပြုတ်ပြီးတော့တောက်ကြရတယ်။အမေဇေးလေးကနေပြန်လာတဲ့အခါမှာအစင်းင်းဖြစ်အောင်ဆိုပြီးတားလုတဲ့သူကဆန်ပြုတ်ကလေးကြိုတယ်။အမေပြန်လာတော့အမေဆန်ပြုတ်တောက်ကြစို့လို့ဆိုတော့တားရည်တဲ့တားပဲတောက်လိုက်ပါတဲ့အမေဘိုင်းမစားဘူးတဲ့တနေ့ကုန်ဈေးထွက်ရောက်နေရတဲ့အမေကဘိုင်းမစားဘူးဆိုပြီးတော့ပထမအကြိမ်လိန်ပြောပါတယ် ။နောက်အမေကလေကျွန်တော်အသားငါးမစားရတာကြာပြီတဲ့။ဒါကြောင့်မို့ဟင်ကောင်းလေးကျွေးမယ်ဆိုပြီးခြောင်ထဲမှာငါးသွားရှာပါလေ။ငါးရလာတဲ့အခါမှာအဲ့ဒီငါးကိုမိကင်းပြီးတော့အနံ့ကလည်းမွေးနေတာပဲဗျာ။ကောင်းလေးကဘေးကနေထိုင်ကြည့်ပေါ့။ငါးလေးကင်းလို့ပြီးတဲ့အခါမှာအမေကအယိုးတွေအကုန်လုံးနှွင်လိုက်တယ်။အသားတွေအကုန်လုံးကောင်းလေးကိုထိုးပြီး သားရေတဲ့စားတော့တဲ့ဟောဗျာအမေရောမစားတော့ဘူးလားဆိုတော့အမေငားမကြိုက်ဘူးတဲ့ဒါဒုတိယအကြိမ်အမေကလင်ပြောတာဖြစ်ပါတယ်ကောင်းလေးတက်ကတူចောင်းသားအရွယ်ရောက်လာတော့ဒီကောင်းလေးရဲ့ចောင်းစရိတ်တွေစာအုပ်စာတမ်းဘိုးတွေကျူရှင်ကတွေကိုအချိန်မီပေးနိုင်ဖို့အတွက်အမေဖြစ်တဲ့သူက သူများဆက်ချုပ်ဆိုင်ကအဝတ်တွေကိုယူပြီးတော့ဆောင်းတွင်းညကြီးမှာဗျာတညာလုံးဆက်ချုပ်တာ ကောင်လေးကအဲ့ရကလန့်နှိုးပြီးတော့ကြိလိုက်တော့အမေကအချုပ်ဆက်ရှိမှတကွမ်းကွမ်းနဲ့ဆက်ချုပ်နေလေရဲ့။ဒါကြောင့်မို့အမေညင်းနေနေပြီဗျာ။ယာရီဥဒူကလည်းအယံအေးတဲ့အိတ်ပါတော့လို့ပြောတော့အမေကငါသားရဲ့တဲ့။အမေမအိတ်ချင်ဘူးတဲ့။အမေတတ္တရာအခြေညာခဲ့တာဖြစ်ပါတယ်။